အခုလာမဲ့1389ခုနှစ်ကမဟာဘုံမှာအင်္ဂါကတိုက်မှာရှိပါတယ်ဒါကြောင့်မလို့1389ခုနှစ်မှာ မွေးဖွားမဲ့ကလေးငယ်တိုင်းဟာတိုက်ဖွားဖြစ်ပါလိမ့်မယ်လို့တွေ့ရပါတယ်ခင်ဗျာအဲ့တော့တိုက်ဆိုတဲ့နေရာက လုံကြုံစိတ်ချတဲ့သဘောမျိုးရှိပါတယ်เนาะဒါကြောင့်မလို့အင်္ဂါသားမီးတော်တော်များများကဒီ1989ခုနှစ်မှာ ်ဒီအပ်နေရဲ့ကင်းမယ်လုံခြုံမှုရှိမယ်စိတ်ဖြစ်မယ်လို့ပြောလို့ရပါတယ်နောက်တစ်ချက်ကတော့ဘာသာရေးနဲ့ပဲနဲ့လဲနှိစက်မှုရှိတဲ့နေရာဖြစ်တဲ့အတွက်ဘာသာရေးအလုပ်တွေနဲ့လွန်စာမှအကျိုးပေးပါလိမ့်မယ်ဘာသာရေးနဲ့ပတ်သက်တဲ့ရည်ရွယ်ချက်တွေရည်မှန်းချက်တွေရှိလို့ရှိရင်1988နှစ်ပုံမှာအင်္ဂါသားမီများနေတဲ့အောင်မြင်စွာနဲ့လုံဆောင်နိုင်ပါလိမ့်မယ်လို့တွေးရပါတယ်နောက်တစ်ခုကအလုံများတဲ့သဘောသဘာဝလည်းရှိတာဖြစ်တဲ့အတွက် အလုပ်တွေအများကြီးလုပ်ရပါလိမ့်မယ်မနာဘူးမအားဘူးမအားလက်လောက်ရအောင်ပေါ့နော်အလုပ်တွေလုပ်เสียအများပြားနေလိမ့်မယ်ဆိုတာကိုအင်္ဂါသားမိဘတွေ1389ခုနှစ်မှာတွေ့မြင်ရပါတယ်ခင်ဗျာတချို့သောအလုပ်တွေဟာကိုယ်ကတေးချစိစက်တေးချအောင်လုပ်နေတော့လဲပဲအဲ့ဒီကြားထဲမှာကိုယ်ပဲအမှားမှားအရွေးရွေးလေးတွေအလွယ်လွယ်အချော်ချော်လေးတွေချွတ်ချော်မှုလေးတွေဖြစ်တတ်ပါတယ် ။ဒါကတော့ကိုယ်တိုင်နေနဲ့ဂယူးဆိုင်ဖို့သတိထားဖို့လိုလိမ့်မယ်လို့မှတ်ကြားချင်ပါတယ်ခင်ဗျာ။အဲ့တော့ဒါအင်္ဂါသားမိများရဲ့6389ခုနှစ်ကအခြေအနေလေးကိုကျွန်တော်ပြပြဆုံးလို့ဟောပြောပြပါမယ်။ပမာဦးဆုံးကျွန်တော်စတွေ့လိုက်ရတာကတော့ဝေနံပါ။ဝေနံဟာ100%ပါစံလောက်ကိုအားကောင်းနေတဲ့နေရာမှာယက်တည်နေတာဖြစ်တဲ့အတွက်ငွေကြီးစီးပွားလက်လာပါပါကြီးနေတဲ့ပတ်သက်ပြီးတော့ အင်္ဂါသားမိများစိတ်ချမ်းသာပါလိမ့်မယ်ပျော်ရွှင်ရပါလိမ့်မယ်ပုံမှန်အလို့ပုံမှန်စည်းဝါပုံမှန်ဝင်ငွေလမ်းကြောင်းနေရာတွေငွေတွေဝင်လာတာရှိတယ်လို့တခြားကြီးကြီးမားမားငွေကြီးအဝင်လမ်းကြောင်းတွေလည်းပဲဝင်လမ်းလာနိုင်ပါတယ်ကြည့်ပါသလိုချဲပါသလိုအမွေရသလိုမျိုးငွေတွေကြေးလေအစုလိုက်ပုံလိုက်အလုံးလိုက်ရင်လိုက်ဝင်လာလိမ့်မယ်ဆိုတာကိုတွေ့ရပါတယ်။ဒါမလို့ငွေကြေးကန အကောင်းဆုံးအနေထားမှာရှိပါတယ်နောက်တစ်ချက်ကတော့လုပ်ငန်းကိုင်ငန်းလုပ်ငန်းကိုင်ငန်းနေနဲ့ပတ်သက်တဲ့တိုးတက်မြင့်မားမှုတွေအောင်မြင်မှုတွေကိုရှာရှိကြပါလိမ့်မယ်ကိုယ်စမ်းညံစမ်းရှိသလားအလုပ်တွေလုပ်လို့ရတယ်စူးစမ်းလို့ရပါတယ်เนาะနောက်တစ်ခုကတော့ဘာသာရေးပိုင်းအလွန်ကောင်းပါတယ်အဲဘာသာရေးလုပ်တွေကိုလုပ်ဖြစ်မဲ့လုပ်နိုင်မဲ့ပေါ့နော်ဆိုရလဲကျွန်တော်ဟောခဲ့ပါတယ်နောက်တစ်ခုကပညာရေးပိုင်းပညာရေးဘက်မှာလည်းပဲထူးချွန်အောင်မြင်ပါလိမ့်မယ်အဲပညာရည် လေလာတင်ယူစီးပူရတာတွေနောက်စာမိုဝဲလို့ကိစ္စမျိုးတွေအင်တာဗျူးလို့ကိစ္စမျိုးတွေပါ အောင်မြင်သွားပေါ့နော်ဖြည့်ဆိုနိုင်တာမျိုးတွေကိုကြုံရပါလိမ့်မယ်အဲ့တော့အဲ့ဒီလိုမျိုးကောင်းတဲ့အချက်တွေရှိသလိုညံ့တဲ့ဘက်မှာဗာလေတွေရှိတတ်လဲဆိုတော့ခยีသွာလာလှုံရှားမှုနဲ့ပတ်သက်တဲ့ကိစ္စရက်တွေမှာသိမချောရှူတာမျိုးမချောမွေးတာမျိုးလေးတွေကြုံရတတ်တယ်အခက်ကြုံစရာလေးတွေဖြစ်တတ်ပါတယ်နော် တော့ခရီးကိစ္စနဲ့ပတ်သက်ပြီးတော့နည်းနည်းတော့ခယူဆိုင်ပါနောက်တစ်ခုကရန်လေးတွေနည်းနည်းများတယ်ကိုယ်မလိုမုံထားတဲ့သူတွေနော်မကြည်ပြူတဲ့သူတွေမနှိမ့်ညို့တဲ့သူတွေတိုက်ခိုက်ခြင်းတဲ့သူတွေဟာရှိလာတတ်ပါတယ်ဘသူတွေဟာဘလိုမျိုးလဲဆိုတာကိုလည်းပဲသိလာပါလိမ့်မယ်နော်ခယူဆိုင်ပါ အမှုခင်းလိုဟာမျိုးတွေပြဿနာလိုဟာမျိုးတွေ ဖြစ်တတ်ပါတယ်မဖြစ်အောင်ခယူဆိုင်ပါတချို့သောပြဿနာတွေဟာဖြည့်ရှင်းလို့ကိုမပြီးနိုင်အောင်ကိုဖြစ်ကုန်တတ်ပါတယ်เนาะအားလေးတွေကိုသတိထားဖို့လိုပါတယ်လူမှုပေါင်းရင်းဆက်ဆံရင်းတွေပဲမှာတော့ကောင်းတဲ့သူတွေနဲ့တွေ့ရတယ်လို့တို့မကောင်းတဲ့သူတွေနဲ့လည်းပဲတွေ့ရတတ်ပါတယ်เนาะကျမ်းမာရေးပိုင်းအတွက်ကြည့်မယ်ဆိုရင်တော့နည်းနည်းခယူဆိုင်ရမယ့်အနေအထားမျိုးတွေမှာပါပါတယ်ကျမ်းမာရေးအညာလေးတွေမကြာခဏဖြစ်တတ်လွယ်တဲ့ဒါနှစ်ပိုင်းခြားမျိုးတွေကို ရောက်ရှိနေခြင်းဖြစ်တယ်ဆိုတာကိုကျွန်တော်အနေနဲ့အင်္ဂါသားမိများအတွက်ကိုဒါကနဦးပေရင်ဂိင်းလေးနဲ့ကျွန်တော်ဟောပြောပေးခဲ့ခြင်းဖြစ်ပါတယ်ဆက်လက်ပြီးတော့ဒါတဲရော့ကတ်လေးနဲ့လည်းပဲဒီ1389ခုနှစ်မှာဘလို့ထူးထူးခြားခြားအဖြစ်ပြက်တွေဖြစ်ပေါ်လာနိုင်မလဲဆိုတာကိုဟောပြောပေးမအောင်ပါပဲဖြစ်ပါတယ်နောက်ဂျာဖက်ကြော်ညာဝင်ကျင်တာကကျွန်တော်ရှိမှာကျွန်တော်နဲ့တဦးချင်းတယောက်ချင်းဗီရီမင်းမြန်းကျင်တဲ့မိတ်ဆွေများက ဒီ TikTok Messenger မှာ Viber သို့မဟုတ် Telegram ဖုန်းနံပါတ်ကိုလာရောက် download လုပ်ရပါတယ်။ Viber သို့မဟုတ် Telegram ကနေဆက်သွယ်ပြီးတော့ဗီဒီယိုမြင်လို့ရပါတယ်။အနည်းဆုံးတစ်ရက်တော့ကြိုပြီးတော့စာရင်းလေးပေးရပါတယ်။ဒါကြောင့်လည်းဆိုတော့တူချင်းတယောက်ချင်းရဲ့ခင်ဗျားကိုတခြားထွက်ချက်ပြီးတဲ့အခါမှာမဝါတသက်တာနဲ့ပတ်သက်တဲ့အော်ဒီစိတ်နေစရိုက်တွေ၊ဆောင်းဝမ်းရှောင်းဝမ်းတွေ၊ဖွားစာတာနဲ့ပတ်သက်တဲ့အော်ဒီနှစ်ပိုင်းခြားနဲ့ပတ်သက်တဲ့အော်ဒီလပိုင်းခြားနဲ့ပတ်သက်တဲ့အော်ဒီရေရာတွေကိုကျွန်တော်ကပို့ပေးပါတယ်။အဲ့တော့ ါကိုတိလို့တဲ့အကြောင်းကိစ္စနှံသမျှအားလုံးကိုလည်းပဲတေရော့ကတ်နဲ့ကျွန်တော်ဖြေချားဟောကြားပေးတာရှိပါတယ်။ဒါမှမဟုတ်ညံပူစကားကတော့တဝူကိုနှစ်ပေါင်းချက်ယူပါတယ်ခင်ဗျာ။နောက်တစ်ခုကကျွန်တော်ကိုအပြင်မှာလူတွေးဘေးရင်မင်းများကျင်တဲ့ရန်ကုန်ကကျွန်တော်ရဲ့မိတ်ဆွေများတွေလာမဲ့လာပိုင်းတွေမှာရန်ကုန်မှာဘီနီယောငါးနဲ့ဖွင့်ဖို့အတွက်လည်းပဲကျွန်တော်စီစဉ်နေတာမျိုးရှိပါတယ်။ဒီရက်ပိုင်းတွေမှာလည်းရန်ကုန်ကိုလာရောက်ဖို့ရှိကြဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်ကိုဖိတ်ကြားထားတဲ့အဲ့တဲ့ညဒါကြိုတင်ပြီးတော့ ဒါအသစ်စရင်ပေးခြင်းတဲ့သူများကလည်းပဲ subscribe ထားဖို့လိုအပ်ပါတယ်ခင်ဗျာကဲဟုတ်ပါပြီအခုကျွန်တော်အင်္ဂါသားမိများတွေတေရော့ကန်လေးနဲ့လည်းပဲ1988ခုနှစ်အတွက်ကကြမှာဖတ်ကြားပေးလိုက်ပါမယ်ခင်ဗျာအင်္ဂါသားမိများဟာအခုလာမဲ့1988ခုနှစ်ရဲ့ စိတ်ချမ်းသာမှုပျော်ရွှင်မှုတွေနဲ့တူတိတာထင်ရှားတဲ့တိုးတက်အောင်မြင်မှုတွေကိုရရှိစေနိုင်ပါလိမ့်မယ်ဆိုတာကိုဒါတေရော့ကတ်ရတွေ့ရပါတယ်။နောက်လင်းလင်းမြန်းမြန်းဆောင်ရွက်ရမယ့်ကိစ္စရပ်တွေပါပြီးပြီးအောင်မြင်တတ်ပါတယ်။ဒါမလို့တချို့သောကိစ္စတွေအတွက်မှာသိပြီးတော့အချိန်ယူနေတာတို့စဉ်းစားနေတာတို့တွေးဝေနေတာတို့ပေါ့နော်။လောက်ခဲ့မယ်ဆိုရင်အခွင့်အရေးကောင်းတွေကိုလက်လွတ်ဆုံးရှုံးသွားတယ်လို့မျိုးဖြစ်တတ်ပါတယ်နော်။ အဲ့လိုမဖြစ်ပါစေနဲ့လင်းလင်းမြမြစဉ်းစားဆုံးဖြတ်လောက်ကန်ဆောင်ရွက်ပါအခွင့်အရေးကောင်းတွေကိုလက်လွတ်မခံပါနဲ့လို့အကြံပြုပေးချင်ပါတယ်နောက်တစ်ခုကကောင်းမှုစရာလေးတွေစိတ်ရှုပ်စရာလေးတွေတော့နည်းနည်းကြုံရပါလိမ့်မယ်နော်ကောင်းမှုစရာစိတ်ရှုပ်စရာလေးတွေရှိတော့လည်းပဲအိုက်တမကတိုးတက်အောင်မြင်မှုတွေကတော့ကျင်းသေးပေါ့ရရှိလာမှာပဲဖြစ်ပါတယ်နောက်တစ်ခုအကြံပြုပေးချင်တာကပြိုအောင်နေပါ စိတ်ချမ်းသာအောင်နေပါ စိတ်ချမ်းသာလေစိတ်ပျော်ရွှင်လေကံကောင်းခြင်းဆိုတဲ့အရာတွေအောင်မြင်မှုတွေကိုဘုရားဖိတ်ခေါ်ထားပြီးသားဖြစ်လေပဲလို့အင်္ဂါသားမိများတွေ1389ခုနှစ်အတွက်ကိုကျွန်တော်ဟောကြားပေးလိုက်ပါတယ်။အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေများကသဘောကျနှစ်သက်တဲ့ဆိုအပေါ်မှာကွန်မန့်လေးရေးခဲ့ပါအောင်။ Like Share လေးတွေနဲ့လည်းအားပေးခဲ့ပါအောင်လို့တောင်းဆိုပါတယ်။နော်။